တော်တွင်ကမျော်မှန်းမှထားတဲ့ပင်လယ်အောက်မှာလှပပြီးလှုပ်ဝက်တဲ့အသက်ရှင်မှုတစ်ခုပြုလျက်ရှိတယ်။ဒီမှာလူကပကူရိုဆိုတဲ့တဲတောင်ပေါ်ပင်လယ်သမင်ကလေးတစ်ယောက်ရှိတယ်။သူဟာပင်လယ်အောက်မှာနေပြီးသူ့မိသားစုနဲ့တိတ်တိတ်လေးဘဝတစ်ခုပြုနေတယ်။သူ့မိဘတွေကတော့ပင်လယ်ပေါ်ကလူတွေကအနေရရှိတယ်မထွက်ပါနဲ့လို့တားထား။ပင်မဲ့လူကကစူးစမ်းလို့စိတ်ကြီးတဲ့ကောင်းလေးဖြစ်တဲ့အတွက်ပင်လယ်အောက်ကနေအပေါ်ပြင်ကိုသွားချင်လာတယ်။တနေ့မှာလူကဟာအပေါ်မှာနေတဲ့ပင်လယ်သမီးတွေတူအေဗာတိုနဲ့တွေ့လာတယ်။အေဗာတိုကပင်လယ်အောက်ကနေထွက်လာပြီး လူဖြစ်နေနိုင်သူတယောက်ဖြစ်တယ်။ပင်လယ်သမင်တွေဟာမြေပြင်ပေါ်ကိုထွက်လာတဲ့အခါမှာရေမရှိရင်လူပုံစံတို့ပြောင်းသွားနိုင်တယ်။ဒါကြောင့်သူတို့နှစ်ယောက်ကတင်မောကြီးကြီးတစည်းပြောစရာကောင်းတဲ့ပန်းနိုင်ဖြစ်မြင်ပြီးလောကကြီးကိုစူးစမ်းဖို့ဆုံးဖြတ်ကြတယ်။သူတို့နှစ်ယောက်ဟာအပေါ်ကဩတိုရိုဆိုဆိုတဲ့နှောက်ပါတဲ့ပင်လယ်ကမ်းမြို့လေးကိုရောက်လာတယ်။ဒီမြို့မှာလူတွေအများကြီးနေတာပင်လယ်သမင်တွေကိုငုံကြတဲ့အတွက်သူတို့ကိုမြေသမားပုံစံနဲ့ပဲလှည့်ပေးရတယ်။သူတို့ကမြို့ထဲမှာစိတ်ဝင်စားခွင့်အရာတွေတွေ့တယ်။စပေးစားစာလူတွေရဲ့အမှုများတွေအဲ့ဒီနေရာမှာသူတို့ကဂျူလီယာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့တယ် ယူရီယာကတင် जा မှုကောင်းတဲ့သူဖြစ်ပြီးဖိုဒရာဆော့ခပြိုင်ပွဲအတွက်အသင်းတစ်ခုဖွဲ့နေသူဖြစ်တယ်။သူတို့သုံးယောက်ကပေါင်းသင်းပြီးအသင်းဖွဲ့ကြတယ်။ပြိုင်ပွဲကစပိန်နယ်ပဲမဟုတ်ပဲမြေတွင်းရေကူးပြိုင်တာစပိန်ပြိုင်တာအစားပြိုင်တာသုံးခုပေါင်းတဲ့သုံးပိုင်းဆိုင်ရာပွဲတစ်ခုဖြစ်တယ်။အယ်ဗာတိုနဲ့လူကာရိုကယူရီယာနဲ့အတူအနိုင်ရမယ်ဆိုတဲ့စိတ်တန်ထက်တန်စွာလေးကျင်တယ်။သူတို့ရဲ့မျှော်မှန်းချက်ကစုချင်းငွေတော်မဟုတ်ပဲစပိန်တစည်းဝယ်ဖို့အဲ့ဒါနဲ့လူကာရဲ့အိမ်မက်ကစပိန်စီဘီလောကကြီးကိုသွားဖို့ပဲ။ အကြောင်းအရာတွေပိုပြင်းထန်လာတာကတော့လူတွေဟာပင်လယ်သမင်တွေကိုမိခွင်တက်လို့ပို့အထင်ကြီးနေတာပါ။အဲဘာတို့ကတနေ့မအောင်မြင်ပဲရေထဲကျသွားပြီးပင်လယ်သမင်ပုံစံပြန်ဖြစ်သွားတယ်။လူကာကလူတွေအနားမှာကြောက်လန့်နေတာကြောင့်သူ့ကိုသူဟာသမင်မှာလို့ပြောသွားတယ်။အဲဘာတို့ကစိတ်မချမ်းသာသွားပြီးလူကာနဲ့မဟာမိတ်ဖြစ်နေတဲ့အခါခွဲသွားတယ်။ဂျူလီယာကလည်းလူကာဟာသမင်ဖြစ်တာသိသွားတယ်။ဒါပေမဲ့သူမကမုံမထားပဲမင်းကမိသားစုလိုပဲလို့ပြောပြီးတယ်။ပြန်ခွင့်နေရောက်လာတော့လူကာနဲ့အဲဘာတို့နှစ်ယောက်လုံးပြန်ပေါင်းလာတယ်။ တံခွဲမှာမိုးရွာလာတာနဲ့အတူသူတို့ရဲ့သမင်ပုံစံထင်ထင်ရှားရှားဖြစ်လာတယ်။လူတွေအချို့ကကြောက်ကြတယ်လို့အချို့ကတော့မနာသမီးနဲ့ကြည်နေကြတယ်။ပေမဲ့ဂျူလီယာနဲ့သူမအဖေအမတီလာရှိတဲ့ငါးဖန်းသမားကသူတို့ကိုကာဝယ်ပေးတယ်။နောက်ဆုံးမှာမြို့သားတွေလည်းသူတို့ဟာသမင်ဖြစ်ပေမဲ့စိတ်ကောင်းတဲ့ကောင်လေးတွေပဲလို့သဘောတူလာကြတယ်။အဆုံးသတ်မှာပြန်ခွဲအပြီးလူကာကဘိုင်းနီစာမျိုးတို့သွားဖို့ဆုံးဖြတ်တယ်ဂျူလီယာနဲ့အတူကြောင်းတက်ဖို့။အေဘာဒိုကတော့ဖိုဒရော့ဆောင်မှသာနေပြီးလူကာရဲ့မိဘတွေနဲ့ပေါင်းတင်နေတယ်။ ။နောက်ဆုံးမှာသူတို့နှစ်ယောက်လုံးအပြန်အလှန်နားလည်မှုမိသားစုအဖို့တန်မှုနှစ်တက်ခီးစဉ်အစ်တွေစတင်လိုက်ကြတယ်။လူကာဟာငွေရတငွေရဲ့စူးစမ်းလို့စိတ်မျောလင်းချက်မိသားစုနဲ့မိဖက်တို့အကြားချစ်ချင်းနဲ့နားလည်မှုအကြောင်းကိုပြသတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။အင်းလေအောက်ကသမင်ပုံစံတွေကလူလောကရဲ့ခွဲခြားမှုနဲ့ကြောက်ရွံ့မှုကိုကိုးစားပြုထားပြီးဇာတ်လမ်းဆုံးမှာအဖုံးဖွင့်၍လက်ခံပါစို့ဆိုတဲ့ message ချကိုပေးထားတယ်။